အားလုံးမင်္ဂလာပါအာဒီတစ်ခါကျွန်မကပြန်လည်ဝင်မြန့်ပေးခြင်းနဲ့စာအုပ်လေးကတော့ဘဝရဲ့ပျော်ရွှင်ခြင်းအချီးအလှပခြင်းဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်အဲစာရေးတဲ့သူကတော့တာထွေဖြစ်ပါတယ်ဗောနော်အာဒီစာအုပ်ကကျွန်မတို့ရဲ့တိုးတောင်းလာတဲ့လူဘဝလေးမှာဘယ်လိုမျိုးပျော်ရွှင်အောင်နေထိုင်သင့်တယ်အဲဘယ်လိုမျိုးပြုမှုနေထိုင်သင့်လဲကိုယ့်အတွက်ရောအဲဘယ်လိုမျိုးစိတ်ထားသင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကို ပြောပြထားပေးတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ပြီးတော့ကျွန်မက သင်ငင်းဆိုင်ရာရှိတဲ့အရာကျမနားလေသဘောပေါက်သွားတဲ့အရာအနေငယ်ကိုပြန်လဲပြီးတော့ဝင်မြပြင်စင်တာဖြစ်ပါတယ်ဗောနော်ဘဝဆိုတာရှင်သန်ဖို့အတွက်ပဲမဟုတ်ပါဘူးရှင်သန်နေတုန်းမှပျော်ရွှင်ဖို့ဦးစားပေးတင်ပါတယ်ဘဝဆိုတာ B နဲ့ D ကြားတဲ့ကခီးတိုလေးတစ်ခုပါ အထီးကျန်ခြင်းဆိုတာဘယ်လိုအရာဖြစ်လဲအထီးကျန်ခြင်းအစစ်ဆိုတာကိုယ်တိုင်စုံခွာသွားမှကိုယ်တိုင်က အဆက်အသွယ်ဖြစ်ချလိုက်မှအထီးတန်ကျန်တာတကယ်လူတစ်ယောက်ကကိုယ်စိတ်ထဲမှာရှင်သန်နေရဆိုရင် သူဆိုတာအမြဲရှိနေသလိုပါပဲဘဝမှာမျောလင့်ချက်တွေပန်းနိုင်တွေရှိနေခဲ့ရင်လွယ်လွယ်စိတ်တက်မကြတော့ဘူး တခါတလေမှာကျွန်တော်တို့လူသားတွေဟာသူများဘဝကိုအားကျပြီးမိမိကိုယ်ကိုအကြောင်းပြချက်မရှိသိငယ်နေတတ်ကြပါလေ။ဒါဟာကိုယ့်ဘဝကိုကျေးဇူးမတင်တတ်လို့ပါပဲ။မိမိဘဝကိုကျေးဇူးတင်လိုက်ပါ။ရောင်ရဲတင်းတိမ်ခြင်းဖြင့်ပျော်ရွှင်တတ်ပါစေ။လူလောကကြီးမှာပျော်အောင်နေတော့မယ်လို့ဆုံးဖြတ်ဖို့ကိုဘာတော့ကမှ အခက်ခဲမှမရှိနေတဲ့အချိန်ကိုစောင့်နေလို့မရဘူးလေအဲ့ဒီရဲ့အရာတစ်ခုဆိုရင်တော့ American God Talent လူတိုင်းကြားဖို့ကြားမှာဖြစ်ပါတယ်အဲ့ဒီမှာလာရှင်ပြိုင်နဲ့အဲဒီကြောရိုးကင်စာယောဂခံစားနေရတဲ့ Night Bird ဆိုတဲ့ကောင်မလေးတယောက်ပေါ့နော်အော် သူကအသက်ရှင်ဖို့နှစ်ရာခိုင်နှုန်းပဲရှိတယ်ပေါ့နော်အော်ဒီအဲ့ဒီအချိန်မှာသူကတချင်းလာပြိုင်နဲ့တကယ် Golden Buzzer လဲရခဲ့တယ်ပေါ့နော်သူဘဝမှာသူက အသက်ရှင်ဘလို့အဆင်ပြေလားလို့မေးတဲ့အခါမှာဆိုရင် तू ကအဆင်ပြေပါတယ်လို့ပဲပြုံပြုံကြီးပြန်ပြောခဲ့တယ်ပေါ့နော် အသက်ရှင်ဖို့က200ခိုင်နှုန်းရှိသေးတယ်လေ0မှမဟုတ်တာသူလုံနိုင်သေးပြီစူးစားလို့ရသေးရဲ့ဆိုတဲ့အကြောင်းကိုတက်တေပြသွားတယ်ကောင်းမလေးတယောက်ဖြစ်တယ်ပေါ့နော်အော်ဒီ ကောင်းမလေးဆိုရင်သူရဲ့စိတ်တိုက်ပါကိုအများကြီးသဘောကျရတယ်ဗောနော်လူတချို့ကတခါတလေမှာကျမတို့စီမှာကိုယ်စီမှာရှိနေတဲ့အရာကိုတွေးမြင်တဲ့ပုံကပုံမူတည်ပြီးတော့ကျမတို့ရဲ့စူးစမ်းမှုအရာလက်တရာလဲကွာခြားသွားတာကိုတွေးရတယ်အဲအဲ့ဒီနေရာမှာဆိုရင်နေရာကိုင်းတော့မရှိတော့တာငါလှုပ်လေဘာမှထူးတော့မှမဟုတ်ပါဘူးဆိုပြီးတော့หนีလို့ရတယ်ဒါပေမဲ့သူရဲ့ကသူဖြစ်နေအိမ်မဲ့သူရဲ့ဒီရှိလက်ရှိလက်ရှိကြံရှိနေတဲ့ အချိန်လေးကိုအကောင်းဆုံးသူကအဲကြိုးစားသွားတာကိုတွေ့ပြီးတော့အဲသူကအဲ့ဒီကမလေးရဲ့ကြိုးစားခြင်းစိတ်ကိုအများကြီးအတူယူရတယ်ပေါ့နော်ဘဝမှာပေးထားချက်မခိုင်းလုံရင်ကိုယ်တိုင်ကြိုးစားရုံကလွယ်ပြီးတခြားအကြောင်းပြချက်ပေးစရာမလိုဘူးကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုမိဖို့ချောင်ထဲမှာကြီးကုံဆုံးမနေပါနဲ့ကိုဖြစ်ချင်တဲ့ဘဝအကောင်တစ်ခုကိုကိုယ်တိုင်သာဖန်တီးတည်ဆောက်ရမယ်ဒီအတွက်ပြောင်းလဲဖို့မကြောက်နဲ့စတင်ဖို့မကြောက်နဲ့ ကျွန်တော်တို့ဘဝဟာယထာလေးဒဇင်းလိုပါပဲခရီးအစမှာလိုက်ပါလာတဲ့သူတွေရှိတယ်။လမ်းတဝက်မှာဘူရာငယ်လေးမှာဆင်းသွားတဲ့သူတွေလည်းရှိတယ်။ဘာပဲဖြစ်ဖြစ် life goes on ပါပဲ။ဘဝမှာမကြိုးဘယ်တော့မှမကြိုးစားတင်တဲ့အရာတခုဟာတစ်ဖက်လူအထင်ကြီးခံရဖို့ပါပဲ။ ကိုဟာရာနှုံးပြည့်မပြည့်စုံနိုင်ဘူးလောကမှာဘသူမှ perfect မဖြစ်ကြဘူးလေဒါကြောင့်ကိုရဲ့မပြည့်စုံမှုတွေအတွက်တင်ငင်စရာမလိုပါဘူးဒီရမီလေးကိုချစ်ပါကောင်းကောင်းဆက်ဆက်မှဒီစောက်လေးကိုဖက်ပြီးတော့ကိုဘွားကိုပျော်ရွှင်အောင်နေတတ်ဖို့အရေးကြီးဆုံးကပထမဖြစ်လာရဲဆိုတာကိုသိရတယ်တကယ်ကျမတို့ရဲ့ဘဝမှာတက်ကြီးလာတာ ਨੇ အများပေါ့နော်ပူပန်စရာစိုးရင်စရာရွေးချယ်စရာ အလုပ်ရမယ့်ကိစ္စတွေများလာတယ်ပေါ့နော်ကျွန်မကလူဘဝရဲ့အရသာဆိုတာဘယ်လိုမျိုးလဲတကယ်လူဘဝကဘယ်လိုမျိုးကြီးလဲဆိုတဲ့ဥစ္စာကိုခဏခဏစဉ်းစားမိရပေါ့နော်တကယ်ကျမတို့ရဲ့အဲလူဘဝလို့စဉ်းစားလိုက်တယ်ဆိုရင် ကျမတို့ရဲ့ရွေးချယ်မှုကကျမတို့ရဲ့ဘဝရဲ့အတိတ်ပဲဖြစ်လာတယ်ဆိုတဲ့အရာကိုလည်းအဲသိရှိလာရတယ်နောက်တစ်ခုဆိုရင်အဲ့ဒီလိုမျိုးရွေးချယ်တဲ့အခါမှာဆိုရင်လည်းကျမတို့က အာစုံလို့ရမယ့်အရာတွေလည်းရှိလာတယ်အဲလုပ်ရမယ့်အရာတွေလည်းရှိလာတယ်ဒါဆိုရင်ပို့ပြီးတော့အထီးကျန်လာရယ်ဆိုရယ်ခံစားချက်လည်းရရပါတော့တကယ်ဒီအထီးကျန်ခြင်းအစ်စ်ဆိုတာကတော့ကျမတို့ကဒီလောကကနေပြီးတော့တကယ်ဘယ်သူနဲ့မှအာကိုကိုတိုင်းကထွက်ခွာသွားမှာပဲတကယ်အထီးကျန်ခြင်းဆိုရယ်အရာကိုဟိုစာရေးဆရာကပြောပြတဲ့အခါအဲလက်ခံသိရှိလာရယ်ပေါ့နော် နောက်တစ်ခုဆိုရင်ကျမတို့က ဘဝမှာတက္ကရာဒီလိုကြည့်ပဲဖြစ်ရမယ်ဆိုရယ်စီမင်းစည်းကမ်းနဲ့မဟုတ်ပဲနဲ့နည်းနည်းစီမင်းစည်းကမ်းတိုင်းမဲ့အမြဲတမ်းလိုက်ရှောက်နေမယ်ဆိုရင်ကျမတို့ကနည်းနည်းအဲလွတ်လပ်မှုနည်းနည်းပျော်ရွှင်မှုတွေကိုလွတ်သွားတဲ့အချိန်ရှိတယ်ပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုရင်စိတ်သက်အစိတ်ပြတ်အားရမျိုးမဟုတ်ပဲနဲ့တကယ်ဖြစ်လာတဲ့အရာကိုလည်းကျေးဇူးတင်ရင်နဲ့နေထိုင်တတ်ဖို့အရေးကြီးတယ်ဒါမှကျမတို့ကအရှိဆက်လောက်ဆောင်ဖို့အတွက် အားရှိမယ်ဆိုတာကို ပို့ပြီးတော့သိရှိလာတယ်။နောက်တစ်ခုဆိုရင်ဘဝကထင်ထားသလောက်ကိုမျောလင့်ထားတဲ့လူတွေကမရှိပေးနိုင်တာကိုလက်ခံတဖို့အရေးကြီးလာရပါတော့။ကိုဘေးနားမှာအမြဲတမ်းမရှိနိုင်တဲ့သူတွေပြီးရင်ကိုနဲ့တူတူဆက်မပါလာရတဲ့လူတွေအတွက်ကိုကဝမ်းနေတယ်ပေါ့နော်။သူတို့ကဘာဖြစ်လို့ အဲ့လိုမျိုးပြုမှုကျင့်ကြံတာလေအဲ့လိုမျိုးစဉ်းစားပေမဲ့ဒါပေမဲ့ဒီစားဖတ်တဲ့အခါမှာဟုတ်တယ်လူဆိုတာကျမတို့ရဲ့ဘဝမှာတွေ့ရတဲ့လူတွေအများကြီးပဲကျမတို့ရဲ့အဆုံးထိပါလာတဲ့သူတွေလည်းရှိမှဖြစ်တဲ့အဆုံးထိမပါဘဲနဲ့လမ်းတူရမှာပဲ ပြက်သွားတဲ့လူတွေမခေါ်ဖြစ်တော့တဲ့လူတွေမပြောဖြစ်တော့တဲ့သူတွေလည်းအများကြီးဖြစ်မှာဖြစ် ရှိမှာဖြစ်တယ်ပေါ့နော်ဒီဥစ္စာကိုတွေ့ပြီးကျမတို့ကအဝန်းနေနေဆရာမလို့ဘူးသူတို့အဲဘူးဆွေးနေဆရာမလို့ဘူးပေါ့နော်ကျမတို့ကသူပါတီဖြစ်စေမပါတီဖြစ်စေဘဝကရှေ့ဆက်ပြီးတော့သွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လှုပ်ဆောင်ကြရှိတဲ့အရာတွေကိုပဲဆက်လက်ပြီးလှုပ်ဆောင်ဖို့အတွက်အဲဒီစာအုပ်လေးအဖြစ်သင်ခန်းစာရယူရတယ်လက်တွေ့လှုပ်ဆောင်တဲ့အချက်ဆိုရင်တော့ကျမကဖြစ်လာတဲ့အရာတွေပေါ်မှာ အရင်အစိုးမမြင်တော့ပဲပေါ့နော်ဒီလိုမျိုးဖြစ်လိုက်တာပဲဆိုပြီးတော့နည်းနည်းကြည်စုတင်တဲ့စိတ်နဲ့နေထိုင်သွားမယ်ဆိုပြီးတော့ပေါ့နော်အာလက်တင်ငင်းစာယူသလိုလက်တွေလဲကျင့်သုံးနေပါတယ်အားလုံးကိုကြည်စုတင်ပါတယ်ရှင်